အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ချမ်းအောင်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့အတူတူဆက်လက်ပြီးလေ့လာမယ့်သင်ခန်းစာကတော့ထိုင်းနိုင်ငံမှာအင်အကူလုပ်ငန်းနဲ့ပတ်သက်ပြီးလာပြီးတော့လောက်ကင်နေတဲ့သူတွေအတွက်ကိုရည်ရွယ်ပြီးတော့ဒီသင်ခန်းစာကိုအတူတူလေ့လာမှာဖြစ်ပါတယ်ဒီထဲမှာဆိုရင်အကျိုးရှိမဲ့စကားလေးတွေပဲတီးတန်ပေါ့နော်အခိုင်းများတဲ့စကားလုံးလေးတွေအတုံးများတဲ့စကားလုံးလေးတွေပဲတီးတန်ရွေးထုတ်ပြီးတော့လေ့လာမှာဖြစ်ပါတယ် ဒီနေရာမှာ1ကနေ9အထိကိုကျွန်တော်ဒီသင်ခန်းစာရဲ့ခေါင်းစဉ်အနေနဲ့ခွဲပြီးတော့ရေးထားပေးတယ်အဓိကအတုံးနှုံးတဲ့စကားလုံးပေါ့နော် တကယ်လို့ဒီဗီဒီယိုဖိုင်လေးကအကျိုးရှိမယ်ဆိုလို့ရှိရင်တခြားမသိသေးတဲ့အတူအတွက်ကိုအကျိုးရှိအောင်လို့ like and share လေးလုပ်သွားပေးဖို့မမေ့ပါနဲ့ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်နော်ကဲအဲ့တော့ကျွန်တော်တို့ဒီအတူတူလေ့လာမယ်ပထမအဦးဆုံးမဲ့ဘန်းမဲ့ဘန်းဆိုတာက စကလုံးအရအင်ရှင်မလို့ပဲအဓိပ္ပာယ်ရတယ်နော်မဲပန်းဆိုတာအင်ရှင်မလို့ခေါ်တာဒါပေမဲ့ဒီညမှာမဲပန်းဆိုတာအင်ခေါ်အင်ဖို့ခေါ်တဲ့အခါအင်အကူကိုတုံးတဲ့အခါတုံးတယ်ပေါ့နော်မဲပန်းဆိုတာအင်ရှင်မသူ့မဟုတ်အင်အကူပေါ့နော်နောက်တစ်ခုကငန်းဘန်းငန်းဘန်းငန်းဆိုတာအလုတ်ဘန်းဆိုတာအင် ငန်ပန်းဆိုတာအိမ်အလုတ်เนาะအိမ်အလုတ်ဆိုတာအိမ်မှာရှိတဲ့အလုတ်ကိုပြောတာပေါ့เนาะအိမ်မှာရှိနေတဲ့အလုတ်အားလုံးကိုငန်ပန်းလို့ခေါ်ပါတယ်နောက်တစ်ခုကတန်ရှင်းရေးလုပ်တာတန်ရှင်းရေးလုပ်တာကို tham khwan sa a tham khwan sa a sa a ဆိုတာကတန်ရှင်းနဲ့ tham khwan sa a ဆိုတော့တန်ရှင်းရေးလုပ်တယ်လို့ပြောတယ်ပေါ့เนาะနောက်နံပါတ်၄ကကုညီတာကုညီတာကိုချွိချွိ ်ချွေဆိုတာကုညီတယ်လို့ဒီပေရတယ်နောက်တစ်ခုကပင်မန်းတာအလုတ်ထဲမှာပင်မန်းနေမောတယ်ပေါ့နော်အဲဆိုရင်နွယ်နွယ်ဟောနော်ဥာညောနွယ်မအေးနွယ်နွယ်လို့ခေါ်ပါတယ်ပင်မန်းနေနော်ဟောပြီးဒီမှာကျွန်တော်တို့ခေါင်းစဉ်က1 2 3 4 5ဆိုပြီးခေါင်းစဉ်ကိုကျွန်တော်တို့ဒီတည်ပြီးအဲ့တော့ကျွန်တော်တို့အိမ်ပေါ်နဲ့ပတ်သက်တဲ့အလုတ်တွေဝါကြတွေကိုအတူတူလေ့လာမယ် နံပါတ်1ကအလုတ်ခိုင်းတဲ့ဝါကြကျွန်တော်တို့အလုတ်ခိုင်းနေပေါ့နော်ဒီအိမ်အကူတွေအလုတ်ခိုင်းနေအလုတ်ခိုင်းလို့ရှိရင်ဒီမှာပထမဦးဆုံးကအိမ်ကိုတပြက်စီလဲပေးပါအိမ်ရဲ့ပါဝင်ခြင်းအိမ်ကိုတပြက်စီလဲခိုင်းနေဆိုလို့ရှိရင်ပိုင်းကွာမန်းနော်ပိုင်းကွာဘန်းဆိုရင်အိမ်ကိုတပြက်စီလဲနောက်ကနော်ဆိုတာကလည်းကျွန်တော်တို့ဒီစကားကိုညင်သာမှုရှိအောင်လို့ထည့်ထားတာပေါ့နော်ပိုင်းကွာမန်းနော် ိမ်ကိုတပြက်စီလှည့်ပေးပါအဲဆိုရင်ဒီအိမ်ကူကဘယ်လိုပြောမလဲခါရှင့်လို့ပြောတာပေါ့နော်ဟုတ်ကဲ့ပါရှင့်ပေါ့နော်ခါကဟုတ်ကဲ့ပါရှင့်လို့ပြောတာပါနောက်တစ်ခုကထမင်းဟင်းကူညီပြီးတော့ချက်ပေးပါအဲ့ဒါကိုช่วยทํากับข้าวหน่อยช่วยทํากับข้าวหน่อยทําไมให้กุญีပြီးတော့ချက်ပေးပါช่วยทํากับข้าวหน่อย ထမင်းဟင်းကူညီပြီးတော့ချက်ပေးပါထမကပ်ခေါ့ဆိုတာဟင်းချက်တယ်နော်ထမင်းဟင်းကူညီပြီးတော့ချက်ပေးပါလို့ပြောတာဖြစ်ပါတယ်အဲ့တော့ဒီမှာဗာပြန်ပြောမလဲခါဟုတ်ကဲ့ပါရှင်လို့ပြန်ပြောမယ်ပေါ့နော်နောက်တစ်ခုကတစ်ပင်တွေကိုရေသွားလောင်းပေးပါအဲအိမ်ဒီမှာတစ်ပင်လေးစိုက်ထားရှိတယ်ဗောနော်အဲ့ဒီတစ်ပင်လေးတို့ရေသွားလောင်းမယ်ဆိုလို့ရှိရင်ပိုင်လွတ်နာတွန်မိုင်းနှอยပိုင်လွတ်နာတွန်မိုင်းနှอยပိုင်ဆိုတာသွားတယ် လွတ်နာဆိုတာကရေလောင်းတာต้นไม้ဆိုတာကတစ်ပင်หน่อยဆိုတာเนาะပေးပါแน่ๆလေးပါเนาะနောက်ကစကားကိုရေးချင်းမှုရှိအောင်ဆက်ပြီးပြောတဲ့စကားလေးပိုင်လွတ်နာต้นไม้หน่อยတစ်ပင်လေးတွေကိုရေးသွားလောင်းပေးပါလို့ပြောတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကခါလိုပဲပြန်ပြောမယ်ပေါ့နော်ရှစ်ဟုတ်ကဲ့ပါရှစ်ဒါနောက်ထပ်စကားပြောတဲ့ရင်တော့ပြောပေါ့နော်အဓိကဒီမှာခဟုတ်ကဲ့ပါပဲပေါ့နော်နောက်တစ်ခုကအဝတ်တွေကိုကူညီပြီးတော့ မေးဖို့တိုက်ပေးပါအဝိတ်တွေတိုက်ပေးပါလို့ပြောတာပါเนาะအဲဆိုရင်ချွိလစ်ဖာဟိုင်းနော်ချွိလစ်ဖာဟိုင်းနော်ချွိဆိုတာကူညီတယ်လစ်ဖာဆိုတာကဒီအင်းကြီးတွေကိုမေးဖို့တိုက်တာလစ်ဖာဆိုမေးဖို့တိုက်တာဟိုင်းနော်ပေးပါချွိလစ်ဖာဟိုင်းနော်အဝိတ်တွေကိုကူညီပြီးတော့မိဖို့တိုက်ပေးပါလို့ပြောတာဖြစ်တယ်။အဲဒီတော့ခဟုတ်ကဲ့ပါရှင်းမယ်ပြန်ပြောမယ်။ ဟုတ်ပြီနောက်တစ်ခုကကျွန်တော်တို့အဝတ်လျှော်ပြီးွားလို့အဝတ်တွေကိုလှမ်းခိုင်းနေဆိုလို့ရှိရင်ပိုင်တာဖဟိုင်းနွယ်ပိုင်သွားတယ်တာဖအဝတ်ကိုလှမ်းနေဟိုင်းနွယ်ပေးပါပိုင်တာဖဟိုင်းနွယ်အဝတ်တွေကိုလှမ်းပေးပါလို့ပြောတာဖြစ်တယ်အဲ့တော့ခါလို့ပဲပြန်ပြောမယ်ပိုင်တာဖဟိုင်းနွယ်အဝတ်တွေကိုလှမ်းပေးပါ နောက်တစ်ခုကအဲဒီမှာနံပါတ်1ကောင်းစင်ကနံပါတ်1ပေါ့နော်ဒီအင်အကူကိုမေးတဲ့ဝါကြပေါ့နော်တထေးကမေးတာတထေးကမေးတာဒီမှာဗာမေးလဲဒီနေ့ဗာတွေလုတ်ခဲလဲအဲဒီမှာအိမ်မှာလုတ်လို့ရှိရင်တထေးကမသိနေဒီနေ့ဗာလုတ်လဲပေါ့နော်အဲ့လိုပြောတာပေါ့အဲ့တော့วันนี้ทําอะไรบ้างวันนี้ทําอะไรบ้างဒီနေ့ဗာတွေလုတ်ခဲလဲဒီမှာဘာငေါငူးနဲ့တက်တယ်เนาะ วันนี้ทำอะไรบ้างดีนี้ปาริลเคเลย ไอ้มาจนเราดูกับาริลเดสระเปียนเปียวไหมจันไตปีโดอเวชโยเห้บาริช่ทูพื้นกับซับผ้าค่ะ ทูพื้นสุรากะเองจันไตด่าเนาะ กับสุราเนี่ยซับผ้าเอเวชโยเลยค่ะเช่ทูพื้นกับซับผ้าค่ะ ကျန်းတိုက်ပြီးတော့အဝတ်လျှော်ခဲ့ပါလေရှင်းလို့ဒီအဲဂူလေးကပြန်ပြောမယ်အဲ့တော့ဒီမှာတထေးကမေးမယ်ပေါ့နော်တဘောကဒါကဒီညမှာမေးတယ်ဆိုမြတ်တခြားအတုံးတုံးနေတယ်ကျွန်တော်တို့သုံးရပေါ့နွေမိုင်းနွေမိုင်းမောလာပင်မန်းလာပေါ့နော်နွေမိုင်းပင်မန်းလာအဲ့အိမ်မော်လေးကပြန်ပြောမယ်နစ်နွေခါနစ်နွေခါ နည်းနည်းလေးပါရှင့်နည်းနည်းပပပါပဲမမေမန်းမအူလို့ပြောခြင်းတဲ့အထိပဲပေါ့နော်နစ်နော်ခါနည်းနည်းလေးပါပဲရှင့်အဲဒီမှာအိမ်အလုတ်ပြီးပြီလားအိမ်အလုတ်ပြီးပြီလားမေးမယ်ဆိုရင်ငန်ဘန်ဇစ်လီယန်ငန်ဘန်ဇစ်ယန်လို့လည်းပြောလို့ရတယ်နော်ငန်ဘန်ဆိုတာအိမ်အလုတ်ဇစ်ယန်ဆိုတာကပြီးပြီလားငန်ဘန်ဇစ်ယန်အိမ်အလုတ်ပြီးပြီလား အမှပြန်ပြောမယ်ပြီးသွားပါပြီရှင်စစ်လဲခါစစ်လဲခါစစ်ဆိုတာပြီးတဲ့လဲဆိုတာပြီးခဲ့တဲ့အကြောင်းအရာကိုပြောတာစစ်လဲပြီးခဲ့ပြီခါရှင်ပြီးသွားပါပြီရှင်ပြီးခဲ့ပါပြီရှင်စစ်လဲခါပြီးသွားပါပြီရှင်လို့ပြောတာဖြစ်ပါတယ်ဒီမှာခေါင်းစဉ်နံပါတ်3ခေါင်းစဉ်နံပါတ်3ကဒီအိမ်အကူကိုသူကချီးကျူးတာပေါ့နော်ဒီကိုရဲ့အိမ်ကိုက အလုတ်လုတ်တာအရန်ကောင်းတယ်အရန်တော်တယ်ဆိုတော့ချီကျူးမယ်ပေါ့နော်အာအိမ်ပေါ်ကအလုတ်ကိုအရန်ကောင်းကောင်းလုတ်တယ်အလုတ်လုတ်တာအရန်ကောင်းတယ်လို့သူပြောမယ်မဲဘန်ทํางานดีมากမဲဘန်အင်ကူကทําလုတ်တယ်ทํางานအလုတ်လုတ်တယ်ดีมากအရန်ကောင်းတယ်မဲဘန်ทํางานดีมากအိမ်ပေါ်ကအလုတ်လုတ်တာအရန်ကောင်းတယ်လို့ပြောတာပေါ့နော်အမကောင်မလေးကပြန်ပြောမယ် ขอบคุณค่ะ ขอบคุณค่ะเจซุติมาเลยရှင်อ่ะกูฉิจูล่ะบ่เนาะกูแม่บ้านทํางานดีมากอ่ะด่าชื่ออ่ะแม่บ้านมาปาเลยอ่ะเนาะตูอ่ะชื่อมากองมาเลยอ่ะชื่อเนี่ยคาจะတော့ทํางานดีมากอลุลุตะยังกองเนี่ยอลุกูกองๆหลุดเลยโหลบอกเองกูอ่ะขอบคุณค่ะเจซุติมาเลยရှင်บ่เนาะเอ้ตูอ่ะเปลี่ยนเปียวมั้ยบ้าน สะอาดดี ขอบคุณนะ ဘန်းစာအဒီဆိုအိမ်ကတန်ရှင်းနေတာပဲအိမ်ကကောင်းကောင်းတန်ရှင်းနေတာပဲဘန်းဆိုတာအိမ်စာအဆိုတာကောင်းစာအဆိုတာတန်ရှင်းနေဒီကောင်းနေဘန်းစာအဒီအိမ်ကကောင်းကောင်းတန်ရှင်းနေတာပဲခေါပခွန်နာကျေးဇူးပဲနော်ကျေးဇူးတော်လို့ပြောတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအဲ့အလုတ်ရှင်တဲ့အလုတ်သမားဖြစ်တော်ညာလဲပဲကိုယ့်ရဲ့အလုတ်သမားကိုကိုကလေးစားသမှုနဲ့ပြောရမယ်။အဲ့ဒါကြောင့်ကျွန်တော်တို့ကနောက်ကနားနဲ့နောက်ကနော်လေးတွေထည့်ပေးနေတာဖြစ်ပါတယ်။ ဘန်းစာအဒီခေါပခုနာအိမ်ကတန်ရှင်းနေတာပဲနော်ကျေးဇူးနော်လို့ပြောတာဖြစ်ပါတယ်အဲ့တော့ကောင်မလေးကပြန်ပြောမယ်ယင်ဒီခာယင်ဒီခာဝမ်းတာပါလေရှင်အဲ့ဘောသူ့ကိုဒီချီကျူးတဲ့စကားလေးသုံးလိုက်တဲ့အခါကျတော့ကိုကဝမ်းတာတယ်လို့ပြောခြင်းယင်ဒီခာလို့သုံးတာဖြစ်ပါတယ်อืมဟုတ်ပြီနောက်ထပ်ကျွန်တော်တို့ထပ်ပြီးတော့လေ့လာမယ်တတိပေးတဲ့စကားပေါ့เนาะအိမ်အကူကိုတတိပေးတာ တစ်ခုခုတတိပေးရပါတော့အဲ့ဒါကိုဒီမှာပစ္စည်းတွေမကွဲအောင်တတိထားနော်ပစ္စည်းတွေမကွဲအောင်တတိထားနော်ဥပမာကျွန်တော်တို့ပန်းအိုးတို့ကြွေပြားတို့ကြွေပကံလေးတွေကိုကွဲမှာဆိုလို့ပေါ့နော်တဘောကအဲ့ဒါကိုရဝန်ခေါင်းတဲ့နာတကယ်လို့ဒီလိုတန်းပြောမှဆိုလဝန်လို့တောင်းမယ်နော်လဝန်ခေါင်းတဲ့နာပစ္စည်းတွေမကွဲအောင်တတိထားနော်ရဝန်ခေါင်းတဲ့နာ ละวางของเตะนะပစ္စည်းတွေမကွဲအောင်တတိထနော်အမားကောင်မလေးကခဟုတ်ကဲ့ပါရှင်လို့ပြန်ပြောမယ်နောက်တစ်ခုကမီးပိတ်ဖို့မမေးနဲ့နော်မီးပိတ်ဖို့မမေးနဲ့နော်ယာလုံပစ်ဖိုင်နာယာလုံပစ်ဖိုင်နာမီးပိတ်ဖို့မမေးနဲ့နော်ယာလုံပစ်ဖိုင်နာမီးပိတ်ဖို့မမေးနဲ့နော် အော်မလေးကခလို့ပြန်ပြောမယ်ဒီမှာနံပါတ်5ခေါင်းစဉ်နံပါတ်5ကအိမ်ပေါ်ရဲ့အခက်ခဲကိုဒီတတိယမေးတယ်ဝါကြပါเนาะအဲ့မှာကောင်မလေးကိုမေးမယ်ငါနတ်ပိုင်မိုင်း ငါနတ်ပိုင်မိုင်အလောက်ကအရန်များပါလားသူအမေတဲ့အရန်မများဘူးလားများသွားလားဆိုလိုချင်တဲ့သဘောကသူခိုင်းတာအရန်များသွားလားလို့ပြောတာပေါ့နော်ဒီအင်ရှင်ကအလောက်ကိုတားဟိုခိုင်းဒီခိုင်းခိုင်းနေခါကောင်မလေးကမနိုင်ဝင်ဝင်ထမ်းနေရတယ်ဟိုများအလောက်ကိုများနေရပေါ့နော်အဲ့လိုများနေရခါကျတော့အဒီတထေးကပြန်မေးတဲ့သဘောပေါ့နော်ငါနတ်ပိုင်မိုင်အလောက်ကအရန်မများဘူးလားငါအလောက်ခိုင်းတာများသွားလားဆိုလိုချင်တဲ့သဘောကနော် အမကောင်မလေးကပြန်ပြောမယ်မိုင်းနတ်ခါမိုင်းနတ်ခါမများပါဘူးရှင်မိုင်းနတ်ခါမများပါဘူးရှင်နော်ကောင်မလေးအားများပါလေလို့တော့ဘယ်ပြန်ပြောမလဲနော်ကိုတတိဆိုတော့မများပါဘူးရှင်ပဲပြန်ပြောမှာပေါ့ဒါကတော့အပြင်ကလောကကြီးတော့အတူတူပဲပေါ့နော်အမကောင်မလေးကိုမိမယ်မီအရိုင်းလမ်းပါမိုင်းမီအရိုင်းလမ်းပါမိုင်းအဆင်မပြေတာတခုခုရှိလားလမ်းပါဆိုတာက ဒီအခက်ခဲဖြစ်တာအဆင်မပြေတာကိုပြောတာမီအရိုင်းဘာရှိလဲနောက်ကမေးခေါ်ကမိုင်မီအရိုင်းလမ်းဘမိုင်အဆင်မပြေတာတခုခုရှိလားတမီအဆင်မပြေတာတခုခုရှိလားလို့မေးမယ်နော်အော်မလေးကပြန်ပြောမယ်မရှိဘူးဆိုမရှိဘူးပေါ့နော်ရှိတယ်ဆိုရှိတယ်ပေါ့မိတ်မီခါမရှိပါဘူးရှင်မိတ်မီခါမရှိပါဘူးရှင်အမဒီနေ့အလုံးများလားငန်ရမိုင်ဝနီး ငန်ယောမိုင်းဝနီဒီနေ့အလုံးများလားဝနီငန်ယောမိုင်းလည်းရရင်နော်ငန်ယောမိုင်းဝနီဒီနေ့အလုံးများလားကောင်းပါလေးကပြန်ပြောမယ်မိုင်းယောခာစပိုင်စပိုင်မများပါဘူးရှင်အဆင်ပြေပါတယ်စပိုင်စပိုင်အဆင်ပြေပါတယ်အေးစစ်စစ်ပါပဲလို့ပြောတာဖြစ်ပါတယ်ဒီနေရာမှာအကြံပြုချက်လေးရေးထားမယ်ပေါ့နော်အကြံပြုချက်ကချွေကူညီတယ် ်ဟူညီတယ်လို့အဓိပ္ပာယ်ရပြီအလုတ်ခိုင်းတဲ့အခါပိုးပြီးရင်ကြေးအောင်ထည့်ပြီးသုံးတာပေါ့နော်ချွေဆိုတာကကျွန်တော်တို့ကတရားကိုခိုင်းတဲ့အခါချွေကိုရှေ့မှာဝါကြရဲ့ရှေ့မှာထည့်ခြင်းအဖြစ်ကိုကရင်ကြေးကြေးလေးနဲ့ပိုးပြီးတော့ပြောလို့ကောင်းသုံးတဲ့စကားပေါ့နော်နောက်ကနောက်ပိတ်ဆုံးမှာသုံးတဲ့စကားနော်ဆိုတာကစကားကိုပို့ပြီးတော့နူးညက်စေတဲ့အတုံးနှုံးလေးပေါ့နော်နောက်တစ်ခုကကိုယ့်ရဲ့အိမ်ကူတွေကိုလေးစားမှုပြခြင်းခေါ်ခွန်းကျေးဇူးနော်နားဆိုပြီးတော့သုံးလို့ရတယ်ပေါ့နော်ဟုတ်ပြီအဲဒီတော့ကျွန်တော်တို့ ဒီတင်ငန်းစာကိုလေ့လာခဲ့တာလဲတခြားဒီအိမ်အကူလုံးမှာမဟုတ်ပါဘူးတခြားအလုပ်တွေမှာလည်းဒီစကားတွေကတုံးလို့ရပါတယ်အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အဆင်ပြေရင်လည်း like and share လေးနဲ့ဒီအားပေးပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခေါ်ခွန်ခါ